တန်ရှင်းနာစုကာဝါနဲ့ထိုးကျင်တယ်လို့စိန်ခေါ်ပြောကြားလိုက်တဲ့ Rotten ပရိသတ်များအလုံးမဲ့မိတော်များ Red Team ရဲ့တိုင်ကနေပြန်လဲကြိုးလိုက်ပါရင် Rotten ကတော့ဒီပွဲသုံးပွဲကိုမထိုးမဖြစ်မချင်းသူ့အနေနဲ့ကစားမပွားကနေအနားယူပြမှာမဟုတ်ဘူးလို့ရည်ရွယ်ပြောဆိုတာတွေကိုပြုလုပ်လာခဲ့ပါရင်အဆိုပါသုံးပွဲကသူ့ရဲ့ကစားမပွားမှာအထိုးကျင်ဆုံးသောပွဲတွေဖြစ်ပြီးပရိသတ်တွေအနေနဲ့လည်းအကြီးကျင်ဆုံးသောပွဲတွေဖြစ်မယ်လို့သူ့အနေနဲ့ထင်မြင်ယူဆတဲ့အကြောင်း Rotten ကထုတ်ပေါ်ပြောဆိုလာခဲ့တာပါသူ့ရဲ့ကစားမပွားမှာအထိုးကျင်ဆုံးသောပွဲအဆင့်သုံးပွဲကတော့ Super Lane နဲ့ ဒုတိယအကြိမ်မကြေပွဲအဂါဒီနဲ့တတိယမြောက်မကြေပွဲစတဲ့ပွဲစဉ်တစ်ပွဲရင်ဂျပန်ကိပောင်ဆင်ဖိုင်တောင်းတန်ရှင်းနာဆူကာဝါနဲ့ပွဲစဉ်ရဖြစ်တယ်လို့သိရပါတယ်။ကျန်တဲ့တစ်ပွဲကတော့ထားပါအဂါဒီနဲ့ပွဲကိုမကြာခင်ကာလတွေအတွင်းပွဲတင်ပေးသွားမယ်လို့ချယ်ရီကိုရိုင်းထုတ်ပေါ်ပြောဆိုထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်အဂါဒီနဲ့ပွဲကိုတော့အရင်ဆုံးတွေ့မြင်ရဖို့ရှိပါတယ်။အဂါဒီကတော့ ချန်ပီယံခပ်ဘက်ကာကွယ်ပွဲမထိုးချင်ဘူးလို့ပြောထားပါတယ်ထိုးလို့လည်းမဖြစ်သေးပါဘူးဟာဂါနီကစူပါလက်ကိုရှုံးသွားတာကြောင့်အခုဆိုရင်ချန်ပီယံခပ်ဘက်ကတခုပဲရှိပါတော့တယ်နောက်ပြီးရော့ချန်နဲ့အရင်နှစ်ကြိမ်ထိတိုက်တွေ့ဆုံစဉ်ကလည်းဟာဂါဒီကနှစ်ကြိမ်စလုံးရှုံးနေထားခဲ့တာပါဒါကြောင့်ဒီပွဲကိုချန်ပီယံခပ်ဘက်ကာကွယ်ပွဲထိုးလိုက်လို့ရှုံးသွားခဲ့မယ်ဆိုရင်ဟာဂါဒီနေနဲ့လက်ရှိကနေလက်မဲ့ဖြစ်သွားနိုင်တာကြောင့် ဟာဂာဒီဘက်ကတော့ထန်နဲ့ချန်ပီယံခပ်ပွဲမထိုးရတာဖြစ်ပါတယ်။ဆိုပါလဲနဲ့ပွဲကလည်းဟာဂာဒီနဲ့ပွဲပြီးရင်အနည်းနဲ့အမြန်ဆုံးလို့ဖြစ်လာဖို့ရှိနေပါတယ်။ဘာလဲဆိုတော့တက်ခဲလို့နဲ့မထိုးခင်မှာတက်ခဲလို့ကိုနိုင်အောင်ထိုးမယ်။ပြီးရင်ဆိုပါလဲစီကလည်းကိဘောင်စင်ချန်ပီယံခပ်ပတ်ကိုစိန်ခေါ်မယ်လို့ရော့ထန်ကပြောထားပါတယ်။အခုဆိုရင်ရော့ထန်ကတက်ခဲလို့ကိုအနိုင်ယူပြလိုက်နိုင်ပြီဖြစ်ပြီးသူကိုယ်တိုင်ကလည်းဝိတ်တန်းရဲ့ ranking အမြင်ဆုံးမှာရှိနေတာကြောင့်သူမျှော်လင့်ထားသလိုချန်ပီယံခပ်ပတ်စိန်ခေါ်ပွဲအပြင်ဆိုပါလဲနဲ့ကြည့်ရဖို့လည်းတေချာသလောက်ရှိနေပါတယ်။ နောက်ဆုံးတစ်ပွဲကတော့ကြီးရှုခွင့်ရဖို့အတွက်50 50အနေထားမှာရှိနေတာပါ။ဘာဖြစ်လဲဆိုတော့ Rotten ထိုးခြင်းနဲ့ Fighter ကတန်ရှင်းတော်စုကာဝါဖြစ်နေလို့ပါပဲ။တန်ရှင်းကလည်းရှေ့ချိန်မှာတော့ကိပောက်စင်လောကမှာကျင်းနေခြင်းမရှိတော့ပါဘူး။ကိပောက်စင်လောကကနေအနာယူထွက်ခွာသွားတာတော့မှနေအနေငယ်ကြာမြင့်သွားခဲ့ပြီဖြစ်ပါရင်မမေရဆိုရင်တန်ရှင်းတော်စုကာဝါကတက်ခဲလို့နဲ့ရှင်ပြိုင်ထိုးတက်ခဲ့တဲ့ပွဲပြီးချိန်ကလေးကနောက်ထပ်ပွဲတွေတမထိုးတော့တာဖြစ်ပါရင်ပြီးခဲ့တဲ့နှစ်တုန်းကတော့တန်ရှင်းကသူဖြစ်တဲ့တိုက်ခိုက်ရေးလောကကိုပြန်လည်ခြေချဝင်ရောက်လာခဲ့ပါရင် ဒါပေမဲ့ကိပောင်စင်ပွဲတွေထိုးတာတော့မဟုတ်ပါဘူး။ဘောင်စင်ပွဲပြန်ထိုးနေတာပါ။လက်ရှိချိန်ထိဆိုရင်တန်ရှင်းကဘောင်စင်ပွဲ၆ပွဲအထိရှင်ပြိုင်ထိုးတက်ထားခဲ့ပြီဖြစ်ကပွဲတိုင်းကိုနိုင်ရရှိထားပါရင်တကယ်လို့ရော့ချန်နဲ့တန်ရှင်းတို့ကိုပွဲဖြစ်အောင်တင်ပေးမယ်ဆိုရင်တော့ဝမ်ချန်ပီယံရှစ်ရဲ့လမ်းအောက်ကနေသွားဖို့တော့မရှိပါဘူး။တခြားသော promotion ကနေဖြစ်ဖြစ်ဒါမှမဟုတ်တက်ခဲလို့အရင်လုံးခဲ့သလိုမျိုးအပီမာ TV ကနေကြီးမှုပြီးတော့ပွဲတင်ပေးတာမျိုးဖြစ်ဖြစ်ဒီလိုပုံစံမျိုးစကန်သွားလို့ရပါရင် ဒီဘက်ကဖြစ်ခဲ့မယ်ဆိုရင်ရခင်ပွဲဖြစ်ခဲ့မှုတဲ့တန်ရှင်းနဲ့တက်ခဲလို့တက်ခဲလို့နဲ့ရော့ချန်ရဲ့ပွဲလိုမျိုးကမ္ဘာတစ်လောကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအမြင့်ဆုံးရရှိနိုင်မယ်လို့ထင်မြင်ယူဆမိပါတယ်။ရော့ချန်ကတော့တက်ခဲလို့ကိုစက္ကန့်80တဲနဲ့အလဲထိုးအနိုင်ရရှိထားတာဖြစ်လို့တန်ရှင်းကိုလည်းကောင်းစွာရှင်ပြိုင်နိုင်လိမ့်မယ်လို့ယုံကြည်ချက်တွေပြင်းပြနေပုံပါပဲ။ဆိုပါလဲဟာဂါဒီလိုနဲ့ကတော့ promotion တစ်ခုထဲမှာကစားနေကြတဲ့ fighter တွေဖြစ်လို့အချိန်မီပွဲဖြစ်သွားနိုင်ပေမယ့်တန်ရှင်းတဲ့ပွဲကတော့ပွဲဖြစ်နိုင်ဖို့ကန့်သတ်ချက်တွေအများကြီးရှိနေပါသေးတယ်။ ရက်ထန်ကတော့ဘလုံးစင်းမြေမျိုးပဲနဲ့ပဲဖြစ်ဖြစ်ရှင်ပြိုင်ထိုးသက်သွားဖို့အတွက်သူ့ဘက်ကအစင်တင်မယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်။ပြည်သူများအနေနဲ့ကရောရက်ထန်နဲ့တန်ရှင်းတို့သာတကယ်လို့ပွဲဖြစ်လာခဲ့မယ်ဆိုရင်တခဲရုကိုနိုင်ရသလိုမျိုးရက်ထန်နေနဲ့တန်ရှင်းကိုအနိုင်ယူနိုင်ဖို့လွယ်ကူပါမလား။မိမိတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်ကနေပြောပြသွားကြပါဦး။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။